အားလုံးမင်္ဂလာပါအခုရှေ့မှာခင်ထားတဲ့အယုတ်တွေကြည့်ပြီးတော့အယုတ်ရောင်းနေရတော့မဟုတ်ဘူးကျွန်တော် တောက်လျှောက်စမ်းသက်လာတဲ့လူပုံလူကို 3D printing နဲ့ထုတ်ပြီးတော့လူပုံလူထုတ်တဲ့အကြောင်းအရာလေးကိုဒီနေ့မှမျှဝေသားချင်ပါတယ်အဲလူပုံလူတွေထုတ်တဲ့အချိန်ကျတော့ဒီလိုမျိုးထင်ရှားတဲ့လူတွေဆိုရင်တော့ဒီလိုအာနိုးလိုမျိုး မက်ဆီလိုမျိုးမဒေါနီယန်လိုမျိုးထင်ရှားတဲ့လူတွေဆိုရင်တော့ဒီဂျစ်တယ်ဘုပညာရှင်တွေကထုပြီးတော့ဒီဂျစ်တယ်ဖိုင်တွေကိုရောင်းပါတယ်အဲ့ဒါတွေကိုမှဆွဲပြီးတော့မှ print ထုတ်ရင်လည်းရတယ်အခုနောက်ပိုင်းမှာတော့ AI နည်းပညာလည်းရှိလာတဲ့အချိန်ကျတော့အဲတက်ရှိထင်ရှားမရှိတဲ့လူတွေဆိုရင်လည်းသူ့ရဲ့ဓာတ်ပုံ AI website ပေါ်မှာ တင်ပြီးတော့မှဒီလိုမျိုးလုပ်မယ်ဆိုရင်လည်းအလိုလို 3D ဖန်တီးပေးပါတယ်ဒါတော့ဝင်ဦးရဲ့ပုံကိုအပုံတူ AI site မှာတင်ပြီးတော့မှ 3D ထွက်လာတာဖြစ်ပါတယ်ဒါကတော့ဘူဂျွန်အောင်ဆန်းပုံဖြစ်ပါတယ် အဲသို့တော်လည်းဒီ AI website တွေကကြတော့တခြားလူတွေရဲ့ပုံတွေဆိုရင်တချို့ပုံတွေလည်းအဆင်ပြေတာမျိုးရှိတယ်တချို့ပုံတွေဆိုလည်းအပြင်းနဲ့တိတ်မှုတာမျိုးတွေရှိနိုင်ပါတယ်အဲသို့တော်လည်းဒါဒီရွေးချယ်တရားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ photogrammetry လို့ခေါ်တဲ့ကိုစကန်လုပ်ခြင်းနဲ့လူသို့မဟုတ်မြေပုံသို့မဟုတ်အဆောက်အအုံအရာဝတ္ထုကိုဓာတ်ပုံပတ်ပြီးရိုက်တဲ့ photogrammetry နည်းပညာနဲ့ဓာတ်ပုံတွေ serial ရိုက်ပြီးတော့မှစကန်ဖက်ပြီးတော့မှ 3D construct ပြန်လုပ်တဲ့နည်းလည်းရှိပါတယ်အဲဒီနည်းကတော့ တချို့တော့လူတွေဆိုရင်လည်းအဆင်ပြေတယ်တချို့တော့အဲဒီနေ့ရအားနေချက်ကတော့သူဒီကင်မရာကိုတေချာလေးပြင်ပြီးမှရိုက်ပြီးတော့မှစကန်ဖတ်ပြီးတော့နောက်ဆုံး file နဲ့ processing မှာတေချာလေးကို retest ပြန်လုပ်ရတာဖြစ်တဲ့အတွက်အဲတချို့ detail ပျောက်တာမျိုးလည်းရှိနိုင်ပါတယ်အဲ့ဒီအတွက်ဘယ်လိုမျိုး area မျိုးမဆိုအာ 3D construct လုပ်လို့ရမှာဖြစ်ပါတယ်။အရင်ကြီးတဲ့ area ဆိုရင်လည်း drone နဲ့ပတ်ရပြီးတော့မြေပုံတစ်ခုလုံးကို 3D mapping လုပ်လို့ရမှာဖြစ်ပါတယ်။အဲဒီမှာထူးခြားချက်ကတော့ဒီကောင်ဆိုရင်ကျွန်တော်ရဲ့အုံနောက်ကို CT scan ဖတ်ထားတဲ့ဟာကိုမှ reconstruct ပြန်လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီဂျာဒီလက် photogrammetry နည်းပညာဖြစ်ပါတယ်အဲ့တော့သူကတော့ဘယ်လိုလုပ်တာလဲဆိုတော့ CT scan ရဲ့ serial cross section ပိုင်းတွေကိုမှယူထားတဲ့ soft copy တွေကိုဒီလိုမျိုး CT scan ကိုမှ 3D reconstruct လုပ်ပေးတဲ့ software တွေကိုထည့်မယ်ပြီးပြီးရလာတဲ့ပုံပေါ်မှာ blender နဲ့ပဲပြန်ပြီး fine dash လုပ်ပြီးတော့မှကိုယ့်ရဲ့ coding အင်္ဂါတွေကကိုကြည့်ကျင်တဲ့အပိုင်းတွေကိုပြန်ပြီးတော့ 3D concept ပြန်လို့ရမယ်နည်းပညာဖြစ်ပါတယ်။ဒါဒီလဲ photogrammetry အောက်အောက်မှာရှိတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ အဲနောက်နေ့ကတော့ကျွန်တော်အခုအရင်လွန်ခဲ့တဲ့၃နှစ်လောက်ကတည်းကစမ်းထားတယ်။ iPhone ရဲ့ LiDAR scanner ကိုအသုံးပြုပြီးတော့မှဖတ်ထားတယ်။ဒါတနည်းအားဖြင့်တော့ 3D scanning နည်းပညာတစ်ခုကိုအသုံးပြီးတော့မှလုပ်ထားတယ်ကျွန်တော်ရဲ့ပုံစံဖြစ်ပါတယ်။ဒီကတော့ တော်တော်ကြီးကိုတွေ့ပါတယ်အားနေချက်ကတော့ဒီကိုတော့မရဘူးသူကခေါင်းမျက်နှာပိုင်းပိုင်းလေးပဲရတာဖြစ်ပါတယ် iPhone နေမှာပါတယ် iPhone 11 Pro နေအထက်မှာပါတယ် LiDAR scanner ကိုအသုံးပြုပြီးတော့မှသူနဲ့အသုံးပြုတဲ့ polygon application ကိုအသုံးပြုပြီးတော့မှ object တွေကို scan ဖတ်ပြီးတော့မှအဲ scan ဖတ်ပြီးတော့လုပ်ချင်တဲ့ဆိုလည်းရပါတယ်တိုးတော်ဒီနေ့ကတော့တခြားပစ္စည်းတွေအဆင်ပြေတယ်လူတွေကို scan ဖတ်တဲ့ဆိုရင်တော့သိပြီးတော့မပြေတာဖြစ်တဲ့အတွက်ဒါဒီနေ့ကိုလည်းကျွန်တော်လက်ရှော့လိုက်တာဖြစ်ပါတယ်အဲ့နောက်ဆုံးနေ့ကတော့အခုလိုမျိုး 3D စကန်နာကိုအသုံးပြုပြီးတော့မှကိုကြိုက်တဲ့အပိုင်းကိုပဲစကန်ဖတ်ပဲဒီကုလုံးလည်းရတယ်မျက်နှာလည်းရတယ်အဲဒီခေါင်းအပေါ်ပိုင်းလေးပါပဲဖတ်ပြီးတော့လည်းရတယ်ဒါ 3D စကန်နာကိုဝယ်ပြီးတော့မှအခုလိုမျိုးကျွန်တော်ပုံစံလူတွေထုတ်လိုက်တာဖြစ်ပါတယ်အဒီနေ့ကတော့လက်ရှိမှာတော့အကောင်းဆုံးလူပုံလူထုတ်မှဆိုရင် အကောင်းဆုံးထုတ်လို့ရမယ့်နည်းပညာပဲဖြစ်ပါတယ်။အခုဒီ 3D scanner ကိုအသုံးပြုပြီးတော့မှလိုက်ရိုက်တဲ့ချိန်နဲ့ 3D scanner တွေအများကြီးရှိတဲ့ထင်မှာဒါ professional grade 3D scanner ကိုရွေးပြီးတော့မှသူနဲ့ processing လုပ်ဖို့အတွက်လည်း computer က powerful ဖြစ်ဖို့လိုပါတယ်။အကျွန်တော် Mac တွေအသုံးပြုတဲ့ချိန်ကျရင်လည်း Mac တွေမှာ unified memory အနည်းဆုံး 16GB နဲ့ model တွေကိုပဲသူက recommend ပေးတာဖြစ်ပါတယ်။ဒီ scan ဖတ်လိုက်တဲ့ model တွေကိုအဲ့လိုမျိုး set spec ရှိတဲ့ထင်မှာ processing လုပ်တယ်နောက်ဆုံးဒီမှာထွက်လာတဲ့အချိန်မှာလည်းတချို့သော error ရှိနေတဲ့ artifact တွေကိုတော့ကျွန်တော်တို့ blender ပေါ်မှာအသုံးပြုပြီးတော့မှ file dash ပြန်လုပ်ပြီးတော့မှအခုလိုမျိုးအဲဒီ blue ပုံလူ model တွေကိုရရှိလာမှာဖြစ်ပါတယ်ဒီနေရာမှာလည်းဒီ scanner ကတော့ color ရပြီဟိုကျွန်တော်စီမှာတော့ဒီလို full တကယ် realistic color ထုတ်တဲ့ printer ကတော့မရှိသေးဘူးဒီလို printer ကတော့ mimaki ကတော့အကောင်းဆုံးပဲဖြစ်ပါတယ် mimaki ကတော့သိန်း1000ကျော်လောက်ရှိမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး one color နဲ့ထုတ်ပြီးတော့မှဒီလို final မှာ ကိုဘာလို့ဟန်ပိန့်အနေနဲ့ဒါပိန့်နေပညာရှင်နဲ့ပြန်အပ်ပြီးတော့မှအဲဒီကရီယယ်လစ်စတစ်ဖြစ်အောင်အဲဆေးချင်တာမျိုးလည်းလုပ်လို့ရမှာဖြစ်ပါတယ်အဲဒီလိုမျိုးမဟုတ်ဘဲနဲ့လောကပုံတို့မှာဒီလိုမျိုးကာလာတွေနဲ့ဝမ်ကာလာစီတို့မှာကိုကြိုက်တဲ့အရာနဲ့အဲစတေဂျူးပုံစံမျိုးနဲ့လုပ်ချင်တယ်ဆိုရင်လည်းလုပ်လို့ရမှာဖြစ်ပါတယ်အဲဒီဟာဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ဟန်ဟန်ပိန့်လုပ်ပြီးတော့မှလုပ်ထားတယ်အရုပ်ဖြစ်ပါတယ်အဲအဲ့လိုမျိုးထီလဲသွားလို့ရတယ်ဒါမျိုးမျိုးလည်းမာဒီကာလာပရင်ရတဲ့ FDM ပရင်တာကြီးအသုံးပြုပြီးတော့မှအဲ print ထုတ်ချင်တယ်ဆိုတော့ရမယ်ဒါမဲ့ဒီလိုမျိုး realistic တော့ရမှာမဟုတ်ပါဘူး ဲ့တော့အခုလိုမျိုးလူပုံလူတွေကိုလှုပ်ချင်တဲ့ဆိုရင်ကျွန်တော်ဒေါက်တာမတ်မှာအဲလူကိုယ်တိုင်လာရောက်ပြီးတော့စကန်ဖတ်ပြီးတော့လုပ်လို့ရပါတယ်ဒါဆိုရင်တော့တကယ်ကိုအပြင်မှာရှိတဲ့အတိုင်းထပ်မှဖြစ်ပါတယ်အဲ့တော့ဓာတ်ပုံပြပြီးတော့ 3D ထုတ်လို့ရမှာမဟုတ်ပါဘူး Photo scan အဲ 3D scanner ရှိပြီးဖြစ်တဲ့အတွက်အဲပုံတူလှုပ်ချင်တဲ့အမှတ်တရတွေဖေးချင်တယ်ဆိုရင်လည်းလူကိုယ်တိုင်လာရောက်ပြီးတော့မှစကန်ဖတ်ပြီးတော့အခုလိုမျိုးအရုပ်တွေကိုကျွန်တော်ပုံတူရုပ်တွေကိုကျွန်တော်ဒေါက်တာမှာလုပ်လို့ရအောင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်